ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာလေးရတော့ဒီပြန်ဖြေမဲ့ကလေးတွေအတွက်ရည်ရွယ်ပြီးတော့တွက်စာလေးတစ်ပုဒ်ကို ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့အဲ့တွက်စာလေးရတော့ကျွန်တော်တို့အခန်းနှစ်ကတွက်စာလေးဖြစ်ပါတယ်အဲ့တော့ပြီးထတာကတော့ကျွန်တော်တို့ဒီစက်ယုံတယုံရဲ့ထုတ်လုပ်မှုဇာတ်လေးကိုကျွန်တော်တို့ဒီမှာပြထားတယ်ပါနော် တော့လုံသားကတုံညာကနေရှေ့ထိရှိမယ်အဲ့တော့ဘာနဲ့တွဲပြီးထားမှာလဲဆိုစုစုပေါင်းထုတ်ကုန်နေတဲ့တွဲပြီးထားမယ်ဒီမေကွန်းနေရာဆိုရင်ပြီးခဲ့တဲ့2025 AOD တိုင်းရန်ကုန်တိုင်းမန္တလေးတိုင်းမှာမိခဲ့တဲ့မေကွန်းနေဖြစ်ပါတယ်အဲ့တော့ဒီဇာတ်လေးပြီးထားတဲ့စက်ယုံတယုံရဲ့ထုတ်လုံမှုဇာတ်လေးလုံသားဥယေကတုံညာကနေရှေ့ထိရှိမယ်အဲ့တော့စုစုပေါင်းထုတ်ကုန်နေအတီးတီးပြီးထားမယ်ပေါ့ပေးထားတဲ့ဇာတ်လေးပေါ်မှာမူတည်ပြီးတော့ရှာပေးရမှာက လုတ်သားဤပြမ်းမြထုတ်ကုန်နှင့်လုတ်သားဤအစွန်းထွက်ထုတ်ကုန်အဲ့တော့ထုံးစံအတိုင်းပဲဇေယျမှာကအဲ့တော့အဲကေတီပီရပေးထားတယ်ပေါ့ကျွန်တော်တို့ရှာပြရမှာကပြမ်းမြထုတ်ကုန်နဲ့အစွန်းထွက်ထုတ်ကုန်လို့ခေါ်တဲ့ AP နဲ့ MB ကိုဒါဇေယျထဲမှာချပြီးတော့တွက်ပြီးတော့ရှာပြရမယ်ပြီးသွားလို့ရှိရင်ဒီမြင်းကွေး၃ခု TP မြင်းကွေး AP မြင်းကွေး MP မြင်းကွေးတွေကိုတဲ့တပုံထဲမှာရေးဆွဲပါပုံလေးတပုံထဲမှာကျွန်တော်တို့ပုံတပုံထဲမှာရေးဆွဲရမယ်ပြီးရင်ထုတ်လုပ်မှုအဆင့်တွေကိုတတ်မှတ်ပါ เนาะအထုတ်လုပ်မှုအဆင့်များကို ပုံတွင်တတ်မှတ်ဖော်ပြပြီးဆိုတော့ထုတ်လုပ်မှုအဆင့်1 2 3ကိုတတ်မှတ်ပေးရမယ်ပြီးတော့အဲ့ကထုတ်လုပ်သူတွေအတွက်တင့်လျော်သည့်ထုတ်လုပ်မှုအဆင့်ကိုရွေးချယ်တတ်မှတ်ပေးပါတဲ့လုပ်ငန်းဟာဒီအဆင့်၃ဆင့်ထဲမှာဘယ်အဆင့်ကလုပ်ငန်းအတွက်တင့်လျော်လဲဆိုတဲ့မိကွန်းလေးပါပါဝင်ပါတယ်အဲ့တော့မိကွန်းကိုကြည့်လိုက်တဲ့အခါကျတော့မိကွန်းဟာပထမဦးဆုံးအနေနဲ့ဇာတ်ဆွဲပြီးတော့ပြန်မြထုတ်ကုန်နဲ့အဆုံးအတွက်ထုတ်ကုန်တွေကိုရှာပေးရမယ် ပြီးသွားတဲ့အခါစုစုပေါင်းထုတ်ကုန်ရဲ့ပြန်များထုတ်ကုန်ရဲ့အစွန်းထွက်ထုတ်ကုန်တွေပါဝင်တဲ့မြင်းကွေး၃ခုပုံပါတဲ့ပုံတပုံဆွဲမယ်ဆွဲပြီးသွားလို့ရှိရင်ထုတ်လုပ်မှုအဆင့်တွေကိုပုံတင်သတ်မှတ်ခိုင်းတယ်နော်သတ်မှတ်ပြီးသွားတဲ့အခါမှာအဲ့အဆင့်တွေအဘယ်အဆင့်ကိုရွေးချယ်မလဲဆိုတဲ့ပုံစံမျိုးနဲ့မိကုံးအဆင့်ကအဲ့ဒါဇရာမှတ်ပါမြင်းကွေးပေါ်မှာလှုပ်ဆောင်ရမယ့်အဆင့်ကမြင်းကွေးဆွဲရမယ် ပြီးတော့အဆင့်တွေကိုရွေးချယ်ပေးရမယ်ပြီးရင်တင့်တော်တဲ့ထုတ်လုပ်မှုအဆင့်ကိုရွေးချယ်ပေးရမယ်အဆင့်သတ်မှတ်ပြီးတော့ရွေးချယ်ပေးရမယ်ပေါ့နော်အဲကျွန်တော်တို့ဒီနှစ်2025 ARD ရန်ကုန်မန္တလေးတို့မှာမေးသွားတယ်ဇာတ်လေးပေါ့နော်ဒီဇာတ်လေးပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဟာတွက်ချက်မယ်ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့အမှတ်ပေးစည်းမျဉ်းတွေအရာကျွန်တော်တို့ဟာမေးခွန်းကပြန်မြထုတ်ကုန်နဲ့အစွန်းအတွက်ထုတ်ကုန်ကိုရှာပါလို့ပြောတဲ့အတွက်ကျွန်တော်တို့ကဒီပြန်မြ ထုတ်ကုန်ရဲ့ definition နဲ့အရင်ဆုံးရေးပါမယ်။အဲအတွင်းအားစုရှင်တံမျိုးဤပြန်မြထုတ်ကုန်ဆိုသည်မှာစုစုပေါင်းထုတ်ကုန်ကိုတည်၍နော်ယင်းထုတ်ကုန်ပမာဏကိုထုတ်လုပ်ရန်အသုံးပြုသောတွင်းအားစုရှင်အရေးအတွက်ဖြင့်စား၍ရသောရလက်ဖြစ်သည်။အဲ့ဒီမှာဗာပြဿနာရှိလဲဆိုတော့ចောင်းသားတွေကအဲ့ဒါစုစုပေါင်းထုတ်ကုန်ကိုတည်၍ထီရတော့မှန်နေအဲ့တော့စုစုပေါင်းထုတ်ကုန်ကိုတည်၍ပြီးသွားတဲ့အခါမှာဘာလို့ဖြေကြလဲဆိုရင်လုံသားအရေးအတွက်ဖြင့်စား၍ရသောရလက်တို့ တဲ့မျိုးတွေဖြေကြတယ်။နော်အဲ့တော့ဒီမှာကသူ့ရဲ့ definition မှာကတွင်းအားစုရှင်အရေးအတွက်ဖြင့်စားမှာအဲလုံသားဆိုတော့ညာလေကျွန်တော်တို့ဟာဒီ area တွင်းအားစုရှင်နေဖြစ်ပါတယ်။အဲ့တော့သူ့ရဲ့ definition ညာဆိုရင်စုစုပေါင်းထုတ်ကုန်ကိုတည်၍ဆိုတော့စုစုပေါင်းထုတ်ကုန်ကိုတည်မယ်။နော်ရင်းထုတ်ကုန်ပမာဏကို ထုတ်လုပ်ရန်အသုံးပြုသောရင်းထုတ်ကုန်ပမာဏဆိုတာကအဲ့ဒီပြောလိုက်တဲ့စုစုပေါင်းထုတ်ကုန်ကိုပြောတာနော်စုစုပေါင်းထုတ်ကုန်ဆိုတော့ ဒီကျွန်တော်အခုမြားလေးပြထားတယ်အဲ့ဒါပွိုင်တာလေးထောက်ထားတယ်20ပေါ့20ကို တီးပြီးတော့တဲ့အဲ့20ထုတ်လုတ်တဲ့နေရာမှာအသုံးပြုတဲ့ဒါအတွင်းအားစုရှင်အခြေအတွက်ဖြင့်စားရမှာ20ထုတ်ထုတ်တဲ့အချိန်မှာအသုံးပြုတဲ့အတွင်းအားစုက1အာကျွန်တော်ကဒီစာသင်ခန်းတွင်းမှာ definition ကိုအဲ့ဒါဘယ်လိုမျိုးလေးခလေးတွေခေါင်းထဲဝင်အောင်ထည့်လဲ definition ကိုဒီတိုင်းကြက်တာမှုဖက်နဲ့ definition မှတ်ပုံမှန်နည်းလေးကိုပါဒါတွဲပြီးတော့ပြောခြင်းဖြစ်ပါတယ် ဲ့တော့စုစုပေါင်းထုတ်ကုန်ကိုတည်ပြီဆိုတော့စုစုပေါင်းထုတ်ကုန်ကိုတည်မယ်ဒီထုတ်ကုန်ကိုထုတ်လုပ်တဲ့ချိန်မှာအသုံးပြုတဲ့တွင်းရစုက1ဒါကြောင့်မို့1နဲ့ပဲစရမယ်နောက်တစ်ခါ90နော်90ဆိုလို့ရှိရင်ဒါစုစုပေါင်းထုတ်ကုန်စုစုပေါင်းထုတ်ကုန်90ကိုတည်မယ်ပြီးသွားတဲ့အခါမှာသူ့ကိုထုတ်လုပ်တဲ့ချိန်မှာနဲ့လုံသားဥည်ရနှစ်ယောက်သုံးထားတယ်နှစ်ဦးသုံးထားတယ်အဲ့တော့90ကို1နဲ့စားမယ်ထိုနည်းတူစွာ90ကို3နဲ့စားမယ်120ကို4နဲ့စားမယ်145ကို5နဲ့စားမယ်155 6 155 9 158အစရှိသဖြင့ ထုတ်လုပ်မှုအသီးသီးမှာသူနဲ့သက်ဆိုင်တဲ့လုပ်သားအရေးအတွက်ဖြင့်စားမှာဖြစ်တယ်။အဲကြောင့်လို့ definition လေးကို ကျွန်တော်တို့ကဘာဖြစ်လဲဆိုလို့ရှိရင်အမှတ်တဲ့အခါမှာเนาะ definition လေးကိုကျွန်တော်တို့မှတ်မယ်။မှတ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကအဲ့ဒါသတိထားရမယ်။เนาะအဲ့တော့ definition ကစုစုပေါင်းထုတ်ကွန်ကိုတီး၍စုစုပေါင်းထုတ်ကွန်ကိုကျွန်တော်တို့ကတီးမယ်။အဲ့တော့သူ့ကို ထုတ်လုပ်တဲ့အချိန်မှာဘာဖြစ်လဲဆိုအသုံးပြုတဲ့တွင်းရစုနဲ့ပဲကျွန်တော်တို့ကစားရမှာ။ဒီထုတ်ကွန်ကိုတီးပြီးတော့ဟောပဲเนาะ ရင်းထုတ်ကုန်ပမာဏကို ထုတ်လုပ်ရန်အသုံးပြုသောတွင်းအားစုရှင်အရေးအတွက်ဖြင့်စားတာအဲ့တော့ဒီနေရာမှာဆက်သွားပြောသလိုပဲအကြောင်းသားတွေကဘာဖြစ်လဲဆိုရင်လုံသားဥယျာဉ်ဖြင့်စားတယ်ဆိုတဲ့အသုံးအနှုန်းရေးကြတယ်အဲ့တော့ရင်းထုတ်ကုန်ပမာဏကိုထုတ်လုပ်ရန်အသုံးပြုသောဘာနဲ့စားမှာလဲတွင်းအားစုရှင်အရေးအတွက်ဖြင့်စားမှာအဲ့တော့တွင်းအားစုရှင်အရေးအတွက်လို့ပြောရမှာဖြစ်တယ်အဲ့တော့လုံသားအရေးအတွက်ဆိုရင်အမှတ်ရမှာမဟုတ်ဘူး definition နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဒါဘာဖြစ်လဲဆိုလို့ရှိရင် နော် definition နေရာမှာပဲဖြစ်ဖြစ်အခုလိုပုံသိမ်းနီးအာတွက်စာနေရာမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့စုစုပေါင်းထုတ်ကုန်ကိုတည်၍ရင်းထုတ်ကုန်ပမာဏကိုထုတ်လို့ရန်အသုံးပြုတော့တွင်ရစုရှင်ပြည်ရဲ့အတွက်ပင်စားပြေရတော့ရလက်ဒါဆိုကျွန်တော်တို့က definition ရေးပြီးသွားပြီ definition ရေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာရေးပြရမလဲဆိုသူနဲ့သက်ဆိုင်တဲ့ပုံသိမ်းနီးလေးကျွန်တော်တို့ရေးပေးမယ်ပြန်များထုတ်ကုန် AB စုစုပေါင်းထုတ်ကုန်ကိုတည်ပြီးတော့တွင်ရစုရှင်အရေးအတွက်ပင်စားမယ်ဒီမှာလဲတွင်ရစုရှင်လို့ပဲတုံးမှာ လုံသားဥယျနဲ့လုံသားလို့မသုံးပါနဲ့သူရဲ့ပုံသေးနီးသူရဲ့ definition အစရှိတဲ့ပြင်မှန်ကန်ဖို့လိုပါတယ်အဲ့အတွက်ကိုကျွန်တော်တို့ဟာအမှတ်ပေးအမှတ်ပေးတဲ့နေရာမှာဒါနှစ်ခုပေါင်းကိုဒါတမှတ်ခွဲလောက်ထိဒီနှစ်မှာပြီးထားတာတွေ့ပါတယ်เนาะဒီနှစ်အမှတ်ပေးစီမြင်မှာဆိုလို့ရှိရင်နောက်နောက်တစ်ခါကျတော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုလို့ရှိရင်အဲ twin အား လုတ်သားဤအဆုံးထွက်ထုတ်ကုန်ကျွန်တော်ဆက်ရှာမှာပါလုတ်သားဤအဆုံးထွက်ထုတ်ကုန်ရှာမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူနဲ့ဆိုင်တဲ့ကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်အဲ့ဒါ definition ရေးပါမယ်တွင်းအားစုရှင်เนาะတစ်မျိုးဤအဆုံးထွက်ထုတ်ကုန်ဆိုတာတွင်းအားစုရှင်တယူနေတိုး၍၃တိုင်းတိုး၍၃တိုင်းတွင်းအားစုရှင်တယူနေတိုး၍၃တိုင်းလုတ်သားတဦးတဦးတိုး၍၃တိုင်းလို့ပြောချင်တာတွင်းအားစုရှင်တယူနေတိုး၍၃တိုင်းထပ်တိုးရရှိလာသောထုတ်ကုန်ရေအတွက် နော်တွင်ရစုရှင်တယူနေတိုးရည်သုံးနိုင်ထတ်တိုးရရှိလာသောထုတ်ကုန်ရည်အတွက်ဖြစ်တယ်လို့ definition ကဖွင့်ဆိုထားတယ်အဲဆက်စွာဇီဟာလေးနဲ့ပြန်ပြရမယ်ဆိုလို့ရှိရင်အဲဒီမှာဆိုလို့ရှိရင်တွင်ရစုရှင်နော်တယူနေတိုးရည်သုံးနိုင်ဆိုတော့တွင်ရစုရှင်ကတကနဲ့နှစ်ဆိုတော့တယူနစ်တိုးတယ်နှစ်ကနဲ့3ဆိုတော့တယူနစ်တိုးတယ်3ကနဲ့4ဆိုတော့တယူနစ်တိုးတယ်အကုန်လုံးကတယူနစ်တိုးတာပဲတိုးရီ3နိုင်ထတ်တိုးရရှိလာသောထုတ်ကုန်ရည်အတွက်ထတ်တိုးရရှိလာသောထုတ်ကုန်ရည်အတွက်ဆိုတော့ ဟာလာတယူနစ်ကနေ2ယူနစ်တို့တိုးလိုက်တဲ့အချိန်မှာထက်တိုးရရှိလာတဲ့ထုတ်ကုန်ရေအတွက်ကဘလောက်လဲဆိုတော့20ရနေ350ဆိုတော့30ပေါ့ဒီလိုပြောချင်တာအဲ့လိုပဲနှစ်ကနေ3ယူနစ်တိုးတဲ့အခါမှာလဲထက်တိုးရရှိလာတဲ့ထုတ်ကုန်ရေအတွက်က90ရနေ90ဆိုတော့အဲ့တော့တိုးလာတဲ့အရေအတွက်က40တိုးတယ်ဟုတ်ပြီနော်အဲအဲ့လိုမျိုးပေါ့အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာဖြစ်လဲဆိုလို့ရှိရင် definition လေးနဲ့အဲ့တော့ ဒီဇရားကွက်ကလေးနဲ့တွဲပြီးတော့မှတ်ပုံမှန်နည်းကိုပြောတာပါတွင်ရစုရှင်တယူနေတိုး၍သုံးနိုင်ထတ်တိုးရရှိလာတော့ထုတ်ကုန်ရည်အတွက်ဖြစ်သည်ပြီးတော့သူနဲ့ဆိုင်တဲ့အရာဖော်မြူလာချရည်မယ်အစွန်းတွက်ထုတ်ကုန်ကိုလိုချင်တဲ့အခါမှာစုစုပေါင်းထုတ်ကုန်ပြောင်းလဲမှုတွင်ရစုရှင်ပြောင်းလဲမှုနော်အဲ့တော့ AMB equal to data DB by data အဲဒီလိုမျိုးပြပြစုံစုံရေးပေးမယ်ဒါဆိုရင်ဒီနေရာမှာနေပဲကျွန်တော်တို့ကအနည်းဆုံးဘာဖြစ်လဲဆိုလို့ဒီနေ့ ဒါဒီနေရာမှာဆိုရင်အဲ့ဒါအဲ့ဒါ definition နှစ်ပုတ်ကပုံသေးနည်းတွေချရည်တာရေကိုသုံးမှတ်လောက်ထိပေးထားတာတွေ့ပါတယ်ဟုတ်ကဲ့နားနေအဲ့တော့သူ့ရဲ့เนาะအမှတ်ပေးစီမင်းရာဆိုရင် ဲ့တော့ ABMB ရဲ့အဓိပ္ပာယ်သတ်မှတ်ချက်ရေးတာရယ်ပုံသေးနည်းရေးတာရယ်နှစ်ခုပေါင်းဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒါနှစ်မှတ်ပေးတယ်ပေါ့နော် definition နဲ့ပုံသေးနည်းမှန်လို့ရှိရင်ဒါတက်မှတ်တက်မှတ်နဲ့နှစ်မှတ်ပေးထားတာကိုတွေ့ရတယ်။အဲဒါဆိုကျွန်တော်တို့ကဒီပုံသေးနည်းလေးတွေ definition တွေတွေအဲဒါ formula လေးတွေရေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဇာတ်လေးစပြီးတော့ကြည်ပြီးတော့တွက်မှာပေါ့နော်။နော်ဇာတ်လေးကောင်းစင်လေးပေးမယ်။ကျွန်တော်တော့ဒီမှာအဲတော့တွက်ပြီးသားဇာတ်လေးပေါ့နော်။ကျွန်တော်ရဲ့မိစာအုပ် အဲ့ဒါစာအုပ်ထဲကနေပဲကျွန်တော် screen shot ရိုက်ပြီးတော့အဲ့တော့အသေးစိတ်မပြောတော့ဘူးအချိန်နဲ့ငဲ့ညာတဲ့အဖြစ်ပေါ့အဲ့တော့စုစုပေါင်းထုတ်ကုန်တွေလုပ်သားတွေကိုကျွန်တော်တို့ကအလှရလိုက်ပေးထားတယ်ကျွန်တော်တို့က download ပြန်စီမယ် download ပြန်စီမှဖြစ်တဲ့အတွက် download ပြန်စီလိုက်မယ်ပြီးသွားတဲ့အခါကျရင်ဒီမှာပြန်မြထုတ်ကုန် AP ကိုလိုချင်ရင် TP ကို TBN နဲ့စာမယ် unit ထည့်မယ်အဲ့တော့စုံနှုတ်ထုတ်ကုန်လိုချင်လဲအဲ့တိုင်းမှာ MP ကိုလိုချင်ရင် data TP/data unit ဒီခေါင်းစဉ်လေးတွေရအစား ဒီနေရာလေးမှာသူတို့ကဒီချက်လေးတွေကိုပြည့်စုံစေချင်ပါတယ်ဒါလေးတွေထည့်မယ်ဇရာထဲမှာတွက်ပြလဲရတယ်တွက်မပြလဲရတယ်အဖြေမှန်ဖို့တော့လိုတယ်ဒါကြောင့်လို့ကျွန်တော်ငကိုနှစ်ကထုတ်တဲ့တွက်စာစာအုပ်မှာဆိုရင်ဒီနေရာလေးတွေမှာကျွန်တော်အသေးစိတ်အဲ့ဒါအပိုင်းမြင့်လေးတွေနဲ့တွက်ပြထားတယ်ဒီနှစ်ကတော့အဲ့ဒါအမှတ်ပေးစီမင်း နှစ်နှစ်စာအမှတ်ပေးစည်းမျဉ်းကိုလေ့လာကြည့်လိုက်တဲ့အခါမှာဒီနေရာမှာတွက်မှတ်ပြလည်းအမှတ်ပေးတယ်လို့သိရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာတွက်မှတ်ပြတော့ပဲနဲ့အဖြေတွေမှန်အောင်ပဲထည့်ပေးပါမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင်ဇာတ်လေးအရာ AP လိုချင်တော့ TPO တီးပြီးတော့ N နဲ့စားတာဖြစ်တယ်အဲ့တော့ TP ကဒီမှာဘာဖြစ်လဲဆို20ပေါ့တင့်နဲ့စားတော့တာ20ပြန်ရတယ်တတိထားမှာအဲ့ဒီမှာလောက်သားတုံညာနဲ့တဒန်းနဲ့ နော်အဲ့တော့အဲ့ဒီနေရာမှာ AB ရော MB ရောကျွန်တော်တို့ကမရှိဘူးနော် တုံးမယ်ထည့်ပါမယ်အဲ့တော့တုံးလေးတွေပဲခံမယ်ပေါ့အဲ့တော့ဒီမှာ90ကို2နဲ့စားတော့25 90ကို3နဲ့စားတော့30 120ကို4နဲ့စားတော့30 145ကို5နဲ့စားတော့29 155ကို6နဲ့စားတော့95 25.8ရတယ်အဲ့တော့155ကို9နဲ့စားတော့22.1ရတယ်အဲ့တော့8ဟုတ်ပါနော်152ကို8နဲ့စားတဲ့ကြောင့်19ရတယ် ဒါကစားလိုက်တာဖြစ်တယ် TP တွေကိုတီးပြီးတော့ဒီဘက်ကအဲအသီးသီးနဲ့စားလိုက်တာဖြစ်တယ်နောက်တစ်ခါ MP ကိုလိုချင်တော့ data တီးပြီးပိုင် data အဟုတ်ပါနော်အဲ့တော့ဒါဒီပြန် data အဲဆိုရင်အဲ့ဒါချတွက်မယ်အသေးစိတ်ချတွက်ပြမယ်ဆိုရင်တော့ဒီမှာဆိုလို့ရှိရင်အဲ့ဒါအပိုင်းမြင့်ရဲ့အပေါ်မှာကမဖြစ်မလဲဆိုရင်20အနှုတ်3ညအပိုင်းမြင့်ရဲ့အောက်မှာကပိုင်းချီမှာ1အနှုတ်3ညဒီလိုဖြစ်မှာပေါ့အဖြေရတော့ဘာပဲပြောပြောပိုင်းဝေရဲ့ခြားနှက်ချက်ပဲဖြစ်တယ်နော် ပိုင်းခြေတွေကတော့အမြဲတမ်းသူကတစ်ကြည့်ပဲရမှာဖြစ်တော့ကြောင့်မလို့ဘာကိန်းကိုပဲတစ်နေဆာဆာအဲ့တော့ကိန်းနှစ်ခုရဲ့ခြာနာချက်ပဲပြန်ရမှာဖြစ်တယ်။နော်ကိန်းနှစ်ခုရဲ့ခြာနာချက်ဆိုတော့ဒီမှာပေါ့နော်။သူတို့ရဲ့ခြာနာချက်ဒါပြန်ရမှာဖြစ်တယ်။နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟာဘာဖြစ်လဲပိုင်းဝေတနည်းအားဖြင့် TP ရဲ့ပြောင်းလဲမှုနှုံနေတာလည်းဘာဖြစ်လဲဆိုရင် MB ဖြစ်နေတာကိုတွေ့ရတာ။ဘာဖြစ်လို့ဆိုပိုင်းခြေတွေကအမြဲတမ်းတစ်ဖြစ်နေလို့နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဟာလာဘာဖြစ်20တဲက3ညကိုနှုံမယ်။ ပိုင်းဝေကပိုင်းခြေရကြတော့ပိုင်းမြင့်အောက်မှာကြတော့တစ်ထဲရ၃ညကိုနှုံမယ်အဲ့တော့အပိုင်းဝေက20တစ်နဲ့ပြန်စားတော့20ပဲပြန်ရတယ်ထိုနည်းတူဆိုတော့90တဲ့က20ကိုနှုံမယ်အဲ့တော့နှစ်ထဲရ1ကိုနှုံမယ်အဲ့တော့ပိုင်းဝေက30ပိုင်းခြေရ1ဆိုတော့30ပဲပြန်ရတယ်အဲ့ဒါကြောင့်လို့ကျွန်တော်တို့ကဒီမှာမှတ်ရမှာကအဲ့တော့အလွယ်မှတ်မယ်ဆိုလို့ရှိရင် အောက်ကိန်းကအပေါ်ကိန်းကိုနှုံမှာ နော်အဲ့တော့ဂိန်းနှစ်ခုတွဲတွဲပြီးတော့အပေါ်ဂိန်းအောက်ဂိန်းနဲ့အပေါ်ဂိန်းဦးနှုတ်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 တွဲတွဲပြီးတော့ကျွန်တော်ကနှုတ်လိုက်တဲ့အခါမှာ90ကြီးက90ကိုနှုတ်တော့ဒါ40ရတယ်120ကြီးက90နှုတ်တော့30 145ကြီးက120ကိုနှုတ်တော့25 155ကြီးက145ကိုနှုတ်တော့ဒါဘာဖြစ်လဲဆို30ရမယ်155တရား155နှုတ်တော့3ည152တရား155နှုတ်တော့အနှုတ်3ဒါကျွန်တော်တို့ရဲ့ ါဘာဖြစ်လဲဆိုတွက်ချက်မှုဇရားလေးပေါ့နော်အဲတွက်ချက်မှုဇရားလေးမှန်ကန်လို့ရှိရင် AB နဲ့ MB မှန်ကန်လို့ရှိရင်နှက်မှတ်ပေးတယ်နော် AB နဲ့ MB မှန်ကန်လို့ရှိရင်ဒါနှက်မှတ်ပေးတယ်အဲ့တော့ကျွန်တော်တို့ကတွက်စာအပိုင်းမှာ definition ရယ်ဇရားကွက်မှန်မယ်ဆိုရင်ဇရားတွက်တဲ့အထိမှန်မယ်ဆိုရင်သူ့ရဲ့အမှတ်ပေးပုံကဘယ်လောက်ထိရနိုင်လဲဆိုရင်ကျွန်တော်တို့ကဒီ၄မှတ်ထိရမယ်ပေါ့နော်မြင်းကွေးမှာကကျွန်တော်တို့ကအဲ့ဒါဘာဖြစ်လဲဆိုရင်6မှတ်လောက်ထိပေးထားတယ်ပေါ့သုံးသက်ချက်အပါဝင်ပေါ့ အဲကျွန်တော်တို့ကမြင်းကွေးလေးဆွဲမယ်ပေါ့မလည်းကျွန်တော်ကမြင်းကွေးကိုအသေးစိတ်ဆွဲမပြတော့ဘူးမြင်းကွေးဆွဲပုံဆွဲနည်းတွေကိုကျွန်တော်ဟိုးအရင်နှစ်တည်းကဒါဘာဖြစ်လဲဆိုရင်အဲကျက်စာတွေဆက်ဆက်ပြီးတော့ရှင်းလုံးကကျွန်တော်တင်ထားတယ်နော်အဲဆက်စာဘာဖြစ်လဲဆိုရင်ကျက်စာတွေအခန်းနှစ်ကကျက်စာတော်တော်များများကိုကျွန်တော်ရဲ့ YouTube channel ထဲမှာတင်ပြီးသားဖြစ်တယ်အဲ့တော့မြင်းကွေးတွေဘယ်လိုထားရလဲပေါ့နော်ကျွန်တော်ကဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဇာအရာကျွန်တော်တို့က ဘာဖြစ်နေလဲဆိုလို့ရှင်သူ့ရဲ့ဇာတ်ထဲမှာဆိုလို့ရှင်အဲ့ဒါအများဆုံးဒီ155ရှိတယ်155ရှိတဲ့အတွက်ကြောင့်တုံးကျွန်တော်တို့က160လောက်ဒီကျွန်တော်တို့ကဆွဲထားတယ်ပေါ့နော်အောက်မှာတော့လှုပ်သားကတော့ပြဿနာမရှိလှုပ်သားကတော့၈ယောက်ဆို1 2 3လေးအဲ့တော့ဒီလိုမျိုးပုံလေးဟာအဆင်ပြေချောမွေ့ဖို့ဆိုဆိုလို့ရှိရင်မြင်းခွေးဆွဲတဲ့နေရာမှာဒီယာစကီးတဲ့ဒီယာစကီးတူးစရာမလိုဘူးအဲ့တော့အကြမ်းမင်းအလွယ်ပြောရမယ်ဆိုရင်ဒေါင်လိုင်းမင်းရဲ့ အလျားလိုက်မြင်းကမတိမ်မရင်ဖြစ်ရမယ်အလျားလိုက်မြင်းကဒေါင်လိုက်မြင်းတဲ့နည်းနည်းလေးပို့ပြီးတော့ဗာဖြစ်ရမလဲဆိုရင် ရှည်ရမယ်เนาะဒါဒီလိုမျိုးပဲကျွန်တော်တို့ကကြောလို့ရမှာပေါ့เนาะစကေးတွေကဒီမှာဆိုလို့ချင်းဗာဖြစ်လဲဆိုရင်အဲမြင်းမှာဆိုလို့ချင်းကျွန်တော်တို့ကဘလာဆောက်ထဲမှာဆိုရင်လက်မဝက်လောက်ထိပေးလို့ရတယ်လက်မဝက်ပေးလိုက်မယ်ဆိုရင်ဒါဗာဖြစ်တယ်ဆိုလို့ရှိရင်၈ကွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးလက်မှရှိမယ်ကျွန်တော်တို့ရဲ့စာအုပ်ရဲ့အလျားက6လက်5လက်မခွဲရှိတဲ့အတွက်ကြောင့်မလို့ဒါလုံလောက်တယ်ပေါ့เนาะ ဲ့တော့ downline မှာကြာတော့20 40 60เนาะအဲ့လိုမျိုးနဲ့ဗာပြ160အထိပေးလိုက်တယ်ကျွန်တော်တို့ကဘာသတိထားရမှာလဲဆိုရင်အဲ့ဒီမှာ MP နဲ့ AB အတွက်ကိုကျွန်တော်တို့ကသတိထားရမှာ AB နဲ့ MB ရဲ့အမှတ်တရကျွန်တော်တို့ကအမြင့်ဆုံးက AB ကဘယ်လောက်ဖြစ်နေလဲဆိုရင် AB ရဲ့အမြင့်ဆုံးဒီဟာလာ30ရာအများဆုံးပဲနော် AB ကဒါဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒါလုံသား3ယောက်မှာ30 လောက်သား3ယောက်မှာဒါဘာဖြစ်လဲဆိုလို့ရှိရင်လောက်သား3ယောက်မှာ30ရှိမယ်လောက်သား4ယောက်မှာ30ရှိမယ်เนาะအဲ့တော့အမှတ်တရတားချင်းနေလို့ရှိရင်လည်း AP နဲ့ MB ဆွဲတဲ့အခါမှာ AP နဲ့ MB အများအပြင်ဘာဘာဖြစ်လဲဆိုရင်ကိန်းကနဲနဲတယ်ကိန်းကနဲနဲတာဖြစ်တဲ့အတွက်အမှတ်တွေကိုတားဒီဟိုကြုံအောင်ဆွဲမယ်ဒီအမှတ်တွေကိုတားကြုံသွားမယ်ဆိုလို့ရှိရင်လည်းဒီ AP နဲ့ MB ဆွဲတဲ့အချိန်မှာနည်းနည်းကတိတယ်ပေါ့နော် ဲ့အတွက်ကြောင့်မလို့အမှတ်ကိုတတိထားရမယ်ပေါ့အဲ့တော့ခြုံငုံပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီမြင်းခွေးမှာ အမှတ်တွေပေးခြင်းကဒါလည်းနည်းနည်းလေးတတိထားရမှာကျန်တာတွေကသူ့ရဲ့စုံမှတ်တွေအဆက်တွေလိုက်ချပြီးတော့ဒီဟာလေးတွေကိုဆက်ဆက်ပေးလိုက်မြင်းခွေးဖြစ်သွားတာပဲနော်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင် AB က30နော်30ကြားအထိကျွန်တော်တို့ကအမြင့်ဆုံးက30ဆိုတော့ဒီလောက်လောက်ထိကျွန်တော်တို့ကဘာဖြစ်လဲဆိုဒီနားလောက်မှာကျွန်တော်တို့ကအဲသူ့ရဲ့မြင်းခွေး30ဆိုတော့ဒီနားလောက်ထိဆိုတော့ဒါအဆင်ပြေတယ်ပေါ့တာကြီးကတ်မနေဘူး ဒီညမျိုးမှာနှစ်ဒီဒီနားလောက်ကို20သွားပေးလိုက်20 40 60 80ဆိုရင်တအားတူသွားမယ်တအားတူသွားတော့ပုံကမလှတော့ဘူးပေါ့နော်ပုံကဘာဖြစ်လဲဆိုလို့ရှိရင်တဘာဝမကြတော့ဘူးပုံနေထရလိုမျိုးမဖြစ်တော့ဘူးအဲကြောင့်မလို့အမှတ်တွေကိုအဲ့ဒါမှတ်တဲ့အခါမှာ down light skill နဲ့အလျားလိုက် skill ကိုမှတ်တဲ့အခါမှာ down light ထက်အလျားလိုက်ကနည်းနည်းပိုရှည်တယ်မြင်းမြင်းအတူရှည်ကိုပဲကျွန်တော်တို့ကမှတ်ထားရမယ်အဲ့ဟုတ်ပြီ ် MP ကိုကြည့်လိုက်တော့ MP ကအနှုတ်ကိုခဏပေးပေးထားမယ်အပေါင်းကိန်းမှာဆိုလို့ရှိရင်အပေါင်းကိန်းကသူကအများဆုံးက30ပဲเนาะအဲ့တော့အများဆုံးက30ပဲဆိုတော့သူလည်းအအများဆုံးက sorry အများဆုံးက40တိရှိမှာပေါ့เนาะ40တိရှိမယ်ကဲဟုတ်ပြီဘာလို့အဲ့တော့အဆက်တိဆက်မှာပေါ့เนาะအဲ့တော့တစ်မှာ AB မြင်းကွေးကိုဆိုတဲ့အခါတစ်နဲ့စမဆွဲပဲနဲ့တုံညကနေစဆွဲတယ်လုံသားတုံညမှာ AB ရ TP ရတုံညဖြစ်တယ်ဒီနေရာလေးကိုကျွန်တော်တို့တက်ဆက်ချမယ်ပြီးတော့လုံသားတစ်ယောက်မှာ သူ့ရဲ့တန်ဖိုးဟာဘယ်လောက်ရှိလဲဆို20ရှိမယ်။လုံသား2ယောက်မှာသူ့ရဲ့တန်ဖိုးဟာဘယ်လောက်ရှိမလဲဆို50 50ဆိုတော့40နဲ့60ရဲ့ကြားလေကောင်းပါမှာဒီနေရာလေးမှာကျွန်တော်တို့ကဒါ50ပေါ့နော်ဒီမှာအဆက်ကလေးရှိမယ်။နောက်တစ်ခါဆိုလို့ရှိရင်လုံသား3ယောက်မှာလုံသား3ယောက်မှာ60ဖြစ်တော့ကျွန်တော်3ယောက်ကနေမြင်းမဲ့ထောင်မယ်60ဆိုတော့ဒီနေရာလေးပေါ့100နဲ့80ရဲ့အလဲကောင်းတက်တက်မှာ60ရှိမယ်။နောက်နောက်တစ်ခါဆိုလို့ရှိရင်လုံသား4ယောက် လောက်သားလေးယောက်မှာ120 120ဆိုဒီနေရာเนาะဒီနေရာမှာအယောင်လေးတွေ့နေလိမ့်မယ်အဲ့တော့ဒီမြင်းဆွဲလိုက်တဲ့အတွက်ကြောင့်အဆက်ကလေးကပျောက်သွားတာအဲ့တော့ဒီမှာဆိုလို့ရှိရင်120ဆိုတော့120နဲ့ဒီကောင်နဲ့တဒန်းနဲ့ဟုတ်ပြီเนาะအဲ့တော့ဒီမှာအဆက်ကလေး16မယ်ပြီးတော့လောက်သား9ယောက်လောက်သား9ယောက်ကနေမြင်းမဲ့ထောင်ပြီးသွားတဲ့အခါသူ့ရဲ့တန်ဖိုးက145 140ဆိုတော့ဒီနေရာ145ဆိုတော့ဒီနေရာမှာ150ရှိမယ်145ဆိုတော့ဒီအလေကောင်တို့တစ်ခါ ဘာဖြစ်လဲဆိုရင်ပတ်ပြီးတော့ဒီနေရာတစ်ပိုင်းတဝက်တစ်ခါထပ်ပိုင်းတော့145ဒီနေရာမှာရှိမယ်เนาะပြီးသွားတဲ့ခါလုံသားအဲ6ရောက်လုံသား6ရောက်မှာ155လုံသား6ရောက်မှာ155 155ဆိုတော့100ဒီနေရာမှာ150 150နဲ့160ချားဆိုတော့ဒီညာလောက်မှာဒါ150ရှိမယ်နော်နောက်တစ်ခါထုံနီးတူစွာပဲလုံသား9ယောက်မှလည်း150ဆိုတော့လုံသား6ယောက်နဲ့9ယောက်ကဒါတန်းနေမယ်လုံသား8ယောက်မှ152 150နှစ်ဆိုတော့ဒီညမှာ150 150ဆိုတဲ့အတွက်ကြောင့်150နှစ်ဆိုတော့အဲ့ဒီအပေါ်မှာဘာဖြစ်လဲနည်းနည်းလေးအလားအစိတ်ကလေးနှစ်စိတ်လောက်ချလိုက်မယ်အဲ့ဒါ7ပုံပုံတိုက်တာဆိုရင်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်တို့ကဒီမှာဆိုရင်သူနဲ့တက်ဆိုင်နဲ့ဘာဖြစ်လဲဆိုရင်အလားအမှတ်တွေချပြီးသွားပြီဒါဆိုကျွန်တော်တို့ကဒီဟာလေးကိုဆက်လိုက်တဲ့အခါမှာ TP မြင်းကွေးဖြစ်သွားပြီအဲ့တော့ TP မြင်းကွေးလို့အတူရေးတာတို့ကမကြိုက်ဘူးအဲ့တော့စုစုပေါင်းထုတ်ကုန် TP လို့ရေးရတာပိုကြိုက်တဲ့အတွက်ကျွန်တော်တို့ကစုစုပေါင်းထုတ်ကုန်လို့ကျွန်တော်တို့ကမြန်မာလိုရော င်္ဂလိပ်ပြောရေးပြရမယ်ဒုံနီတူဆိုတာ MP အာ AB ပေါ့ AB က1မှာ1ကစားဆွဲမယ်1မှာ20 2မှာဆိုလို့ရှိရင်ဒါဘာဖြစ်25 25 2မှာဘာဖြစ်လဲဆိုရင်25ဆိုတော့ဒီနားလောက်မှာပေါ့နော်ဒီနေရာမှာက30ဆိုတော့25ဆိုတော့ဒီနားလောက်မှာအဲ့အတွက်ကြောင့်ဒီနေရာလောက်မှာရှိမယ်နောက်တစ်ခါအဲလုတ်သား3ယောက်မှာ30 3ယောက်မှာ30ဆိုတော့ဒီနေရာကနေအလဲကောင်းတက်တက်ရနေတာ30မြင်း30မြင်းကဒါဘာဖြစ်လဲဆိုရင်ဒီနေရာမှာပေါ့ဟုတ်နော်ဒီနေရာမှာ 30ရှိမယ်နောက်တစ်ခါလှုပ်သား4ယောက်မှလည်း30လှုပ်သား5ယောက်မှကျောင်း29 29ဆိုတော့30ရဲ့အောင်နာလေးကိုနည်းနည်းလေးချလိုက်29ပြီးသွားလို့ရှိရင်လှုပ်သားအဲ့ဒါ6ယောက်မှနော်လှုပ်သား6ယောက်မှဆိုရင်ဒါ25ထက်သမှအဲ့ဒါ925.9 25.8အဲဒီနားလောက်ကလေးမှာပြီးသွားလို့ရှိရင်လှုပ်သား9ယောက်လှုပ်သား9ယောက်မှာဆိုရင်22.3ဆိုတော့20ကနေ20လောက်ဒီညာလေးကောင်မှကျွန်တော်တို့က ဘလောက်ဘာဖြစ်လဲဆိုရင်ဒီရားလဲကောင်မှာ30ဆိုတော့30ရာနေ10ပုံပုံလိုက်ပေါ့အစိတ်ကလေးနဲ့အဲဆိုရင်ကျွန်တော်တို့ကသူ့ရဲ့တန်ဖို့22ကျွန်ဆွန်ဆွန်ပေါ့တသက်မှာပဲဆွန်တာဖြစ်တဲ့တော့ကြောင့်မလို့အဲတသက်မှာနောက်ကဂိမ်းနေရတော့ဒါကြီးအမှတ်တိကျကြိုင်မှတ်เสียရမလို့ပေါ့နော်နောက်တစ်ခါ6ရောက်လောက်သား6ရောက်မှာဆိုလို့ရှိရင်သူ့ရဲ့ AP တန်ဖို့ဟာဘလောက်ဖြစ်16ရှိတယ်အဲ20ရာနေအောက်ကိုမြင်းဘာဖြစ်ခဲတလုံးစာလောက်ချလိုက်ရင်ဒါ29ရာသွားပြီအဲဆိုရင်ကျွန်တော်တို့ကမြင်းကွေးလေးဆက်လိုက်ဆွဲလိုက်မယ် AB မြင်းကွေးလေးရသွားပြီအဲ့တော့က MP မြင်းကွေးအမှတတိထားမှာ MP မြင်းကွေးကကျွန်တော်တို့ကဂျားမတ်ယူဆွဲရမယ်တယောက်ဆိုလို့ရှိရင်ကျွန်တော်၃ညနဲ့တကြာနော်နှစ်ဆိုလို့ရှိရင်တနဲ့နှစ်ကြာအဲ့လိုမျိုးအမှတ်တွေကိုအဆက်တွေကိုတတိထားရမယ်နော်အဲ့တော့သူ့ရဲ့ဒီဘာဖြစ်လဲဆိုရင်မြင်းကွေးတွေမှာဆိုရင်စကင်မှာဆိုလို့ရှိရင်အဲဘလိုနောင်ပေးထားလဲဆိုရင် ကျွန်တော်တို့ကဒီနေရာမှာဆိုရင်ကျွန်တော်တို့က3ညတက်တက်မှ5တက်တက်မှအလဲကောင်းတွေကိုတော့မှနံပါတ်တွေပြီးထားတာမျိုးရှိတယ် เนาะအဲ့တော့ဒီမှာဆိုရင်1တက်သက်မှာ9ဒီမှာဆိုရင်2တက်သက်မှာ9ဒီမှာဆို3တက်သက်မှာ9 4တက်သက်မှာ9 5တက်သက်မှာ9 6တက်သက်မှာ9 9တက်သက်မှာ9ဒီမျိုးတွေပေးတယ်ပေါ့ကျွန်တော်တို့ကဒီမှာအမှတ်တွေတော့ပေးစီရမလို့ပြောချင်တာကအလဲကောင်ကိုယူလားမယူလားဆိုတာကိုအမှတ်သူ့ရဲ့မြင်းကွေးမှာဘာဖြစ်လဲဆိုရင်တတိထားရမှာပဲအလဲကောင်ယူမှမှန်မှာဖြစ်တယ်အလဲကောင်မယူရင်ကျွန်တော်တို့မြင်းကွေးကိုအမှတ်လျှော့မဲ့အနေအထားမျိုးမှာရှိတယ်အဲကြောင့်ကျွန်တော်တို့ကတုံညာနဲ့တစ်ကဲအလဲကောင် နော်အဲ့တော့အလေကောင်တက်တက်ရနေမြေမတ်ထောင်မယ်20ဖြစ်တော့ကျ20မှာအဆက်တစ်ဆက်ချမယ်တင်းနဲ့နေကြကလောက်သား2ယောက်မှာကျွန်တော်တို့ဆိုတာဇီးရမှာတော့ခဲ့တာ30 30ဆိုတော့30ပေါ့အဲ့တင်းနဲ့နေကြတဲ့ကမြေမတ်ထောင်30နဲ့တန်းတဲ့နေရာမှာအဆက်တစ်ဆက်ချ3ယောက်မှာက40ဆိုတော့ဒီနေရာကနေဘာဖြစ်40ဖြစ်တဲ့နေရာနဲ့ဒါတန်းနေရာအဆက်တစ်ဆက်ချအဲ့လိုမျိုးနဲ့3နဲ့4ချမှာဆိုရင်လောက်သားက3နဲ့4ချမှာ30ပြန်ဖြစ်တယ်ဆိုတော့ဒီနေရာ เนาะအဲ့တော့ AP 30နှမှတ်ခဲ့ကြားတဲ့ကို MP 30တမှတ်ရှိမယ်အဲ့အတွက်ကြောင့်မလို့ AP နဲ့ MP ဟာဒီနေရာမှာ30ဆိုတဲ့နေရာမှာဘာဖြစ်လဲဆိုရင် MP ကဖြတ်ဆင်းမှာเนาะနောက်တစ်ခါကျတော့25အဲ့တော့4နဲ့5ကြားမှာ25ပြီးသွားလို့ရှိရင်အာ9နဲ့6ကြားမှာကျတော့ဒါဘာဖြစ်လဲဆိုရင်30ပေါ့30ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာလေးပေါ့ဟုတ်เนาะ30ဆိုတော့ဒီကောင်ကထောက်ဝက်เนาะ10ထောက်ဝက်ဆိုတော့ဒီနေရာလေးတော့ကြား ောက်တစ်ခါကျ3ည3ညဆိုတော့ဝင်ရိုးကိုလာထိမယ်ပြီးတော့အနှုတ်3ကြတော့ဒီမှာအနှုတ်3ဆက်လိုက်တဲ့အခါ MP မြင်ကိုရမယ်အစုံနဲ့ထုတ်ကို MP မြင်ကိုဇာတ်လေးကိုကျွန်တော်တို့ကနာမည်ပေးမယ်အောင်ကကူးဆက်ရုံရဲ့ TB AB MP မြင်ကိုများပြပုံအဲ့တော့အစင်းတတ်မှတ်မယ်အစင်းတတ်မှတ်တဲ့အခါမှာပုံနှိပ်ပါ အတိုင်းပဲအစင်းတစ်ကိုကမူရင်းအမှတ်ကနေပြန်မြထုတ်ကိုအမြင်ဆုံးထိပြန်မြထုတ်ကိုအမြင်ဆုံးဆိုပြန်မြထုတ်ကောင်က30 30ဟာအမြင်ဆုံးပဲ32မှတ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီအလဲကောင်ကနေမြင်းမှတ်ထောင်ချလိုက်တယ် เนาะအဲ့ဒါကြောင့်လို့ဒါအဆင့်တည်းအဲ့တော့အဆင့်နှစ်ကပြန်ပြထုတ်ကိုအမြင်ဆုံးကနေဆုံးထွက်ထုတ်ကို၃ညဆိုတော့ဆုံးထွက်ထုတ်ကို၃ညနဲ့မြင်းမဲ့ထောင်ဒီနှစ်ခုကြားတဲ့အဆင့်နှစ်ကျန်တာကအဆင့်၃ဆုံးထွက်ထုတ်ကိုနှုတ်လက္ခဏာရှိသောပိုင်းအဆင့်၃ဆိုတော့ကျန်တော့ကျွန်တော်အဆင့်၃လို့သတ်မှတ်လိုက်မယ်ဒါအဆင့်သတ်မှတ်ပြီးသွားပြီเนาะအစင်းတက်မှတ်လိုက်တဲ့အတွက်ကြောင့်မလို့ဝင်ရိုးစကေးတွေမှန်မဲ့ EBMB မြင်းကွေးတွေကိုရေးဆွဲမယ်အဲ့ဒီကိုကျွန်တော်တို့၄မှတ်လောက်ထိပေးတယ် ပြောချင်တာကဝင်ရိုးမှာထုတ်ကုန်ပါမယ်လှုပ်သားပါမယ်မူရင်းအမှတ်ပါမယ်စကေးတွေကမှန်မယ်နော်စကေးပေးတာတွေမှန်မယ်ပြီးတော့အလျားလိုက်ကောဒေါင်းလိုက်ကောမှန်မယ်ဆိုရင်တက်မှတ်ပေးတယ်မြင်းကွေး၃ခုပါမြင်းကွေးတစ်ခုကိုတက်မှတ်နေဆိုတော့၃မှတ်ဆိုတော့၄မှတ်ရမယ်နော်၄မှတ်ပြီးသွားတဲ့အခါကျတော့သူတို့ရဲ့ဒါပါဖြစ်လေအဆင့်နေကိုတက်မှတ်တဲ့အပိုင်းကတက်မှတ်ပြီးမှာအဆင့်ကဒီမှာအဆင့်၁အဆင့်၂အဆင့်၃ဆိုတော့တက်မှတ်ဆိုတော့မြင်းကွေးမှာလက်ရှိပြီးသွားတဲ့အချိန်ထိကို ဲ့ဒါမြင်းကွေးနာမည်လေးပါပါမယ်ပေါ့နော်အကုန်ပြီးသွားပြီဆိုရင်သူ့ရဲ့အမှတ်ကဘယ်လောက်ရသွားပြီလဲဆိုလို့ရှိရင်၅မှတ်ရသွားပြီရှေ့မှာက definition တွေပုံတင်နည်းရရက၄မှတ်ဆိုတော့၉မှတ်အဲဆိုကျွန်တော်တို့ကသုံးသက်ချက်ကလေးပဲကျန်တော့တယ်သုံးသက်ချက်ကလေးကလာအဆင့်၁နဲ့အဆင့်၃တို့ဒီလုပ်ငန်းကြီးထုတ်လုပ်မှုအတွက်တင့်တော်သောအခြေအနေများအခြေအနေမဟုတ်သောကြောင့်မတင့်လျော်သောအခြေအနေများကြောင့်ဒါမှမဟုတ်တင့်လျော်သောအခြေအနေမဟုတ်သောကြောင့်တော့ထုတ်လုပ်သူဒီအဆင့်၂အတွင်း၌သာတင့်လျော် အသိဉာဏ်ရောဆုံးရွေးချယ်ထုတ်လုပ်မည်ဖြစ်သည်ဒီမှာဒီစာလေးထည့်ပြီးပို့ကောင်းတာပေါ့နော်အပြည့်မြထုတ်ကုန်အမြင့်ဆုံးအမှတ်နှင့်အစွန်းထွက်တုတ်ကုန်တုံညာအထီးဖြစ်သောကြောင့်အသိဉာဏ်ရောဆုံးအခြေအနေဖြစ်သတ်မှတ်သည်အဲဒီလိုမျိုးလေးပေါ့ဒါကတော့ကျွန်တော်တို့ပုံနှိပ်ပါเนาะအစင်သတ်မှတ်ချက်တည်းရဲ့နော်အပိုင်းလေးဟာဘာဖြစ်လဲဆိုရင်နောက်ဆုံးပိုက်ကလေးမှာအစစ်နှစ်ကိုရွေးချယ်ရတဲ့အကြောင်းရင်းနော်အပိုက်ကလေးမှာသူ့ရဲ့တုံ့တက်ချက်ရေးပုံရည်နေတယ်ကြည့်လို့ရပါတယ်ဟုတ်ကဲ့ အဲ့တော့သင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့စိတ်ကျေနပ်မှုရှိမယ်လို့ထင်ပါတယ်သင်ခန်းစာတွေအဲလိုအပ်တယ်ဆိုလို့ရှိရင်ပုံနှိပ်ပါเนาะအဲ့တော့သင်ခန်းစာတွေအဲ့ဒါလိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်8836183953ကိုဆက်သွယ်ပြီးတော့သင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်ဗီဒီယိုတွေကတော့ YouTube မှာသင်ခန်းစာသင်ရိုးကုန်ကတော့တင်ပေးဖို့မဖြစ်နိုင်တော့ပါဒါကြောင့်မလို့သင်ခန်းစာတွေကိုလိုအပ်တယ် အခက်ခဲရှိတယ်ဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ်8836183953ကိုဆက်သွယ်လို့ရပါတယ်။အားလုံးစိတ်ချမ်းသာခြင်းကိုကြမ္မာခြင်းနဲ့ပြည့်စုံပါစေကြောင်းဆုတောင်းမြတ်တာပို့တာရင်လည်းကျွန်တော်ရဲ့ PDF file လေးကိုဒီမှာပဲရှင်းလိုက်ပါတယ်ခင်ဗျာ။